တိမ်မဖုံးသောမြို့ပြမျက်လုံးခင်းကျက်နေတော့စာတင်တိုက်ကြီးမှာအတော်ထူးခြားတဲ့ကိစ္စတစ်ခုဖြစ်တယ်။အဲ့ဒါကတော့ဒီအနီးနားကကလာသားတွေကို ထမင်းကြွေးတာပဲ။အဓိကကတော့ဆရာတော်ကြီးရဲ့စေနာပဲ။ဒီတော့လေတိုက်ဥကအစမလွန်ဆန်ရဲကြတော့ပဲဆရာတော်ကြီးဆန္ဒရှိရဲ့အတိုင်းဆောင်ကျင်းပေးကြရတော့တာပေါ့။ကိုရင်ကြီးဆံမောင်တို့ကပ္ပိယကြီးဥကြီးတို့ကဆို အလကားအလုံးရှုပ်ရတယ်လို့ကိုရောရာဒီကောင်တွေကိုတစ်လုံးနှလုံးမှုပေးလိုက်ပြီးရပဲလို့တိုက်အုပ်ကိုချိန်ပြီးပြောကြသေးတယ်ပြောဆိုသူတို့ကစီမံရတာကိုဒီတော့လေတိုက်အုပ်ဥညံနေတာကသူတို့ကျင်းနဲ့အောင်လဲရှင်းပြရသေးတယ်ဒီကောင်တွေလည်းပင်မန်းရှာတယ်မဟုတ်လားဆွတ်ဆူဝေးနဲ့ရက်အတွက်ရာအတွက်လောက်ကြတယ်ဆိုတော့လေဆရာတော်ကြီးအနေနဲ့အင်မတန်ကျင်းနဲ့တာကိုဗျာ ဒီကောင်တွေကိုတလုံးပိုးနှလုံးပိုးပေးလိုက်ရင်တော့ပြီးတပေါ့ဗျာတို့ဘေတီဖုန်ကြီးကအရက်ဖိုးထုတ်ပေးတယ်ဆိုတာမျိုးကမလုတ်ကောင်းဘူးဗျာလို့ပြောတယ်ကိုရင်ကြီးဆံမောင်ရောဦးကြည်ကပါဘာမှပြန်မပြောကြပြီတဲ့ဦးကြည်စိတ်ထဲမှာတော့ဘာကိစ္စပဲဖြစ်ဖြစ်တိုက်အောင်မှာအဖြေတစ်ခုအမြဲရှိတယ်လို့ပဲတွေးလိုက်မိတယ်ဒါတော့လေဟုတ်လောက်တယ်တိုက်အောင်မှာတဘာဝယုတ်တိတို့အာဂမယုတ်တိတို့ဆိုတာပြီးအပုံကြီးပဲ အနီးအနားကြောင်းတိုက်တွေကကိုရော်ရီကလည်းအကြောင်းကြီးငယ်ရှိရင်တိုက်အုပ်ကိုလားတိုင်မင်းရတယ်။ရွာရဲရက်ထဲကတကာရီကဆရာတော်ကြီးကိုလာလျှောက်တဲ့ကိစ္စကြီးငယ်တွေကိုတော့ဆရာတော်ကြီးကမောင်ညံကိုလျှောက်ကြကြီးမောင်ညံစီစဉ်လိုက်မယ်လို့ညနာလွယ်တက်တယ်။အခုလေကျောင်းဝန်းတောင်ပဲချန်ကဝင်ပေါက်မလတ်မကန်းကတရားကလေးကတောက်တိုင်ကျိုးလို့တရားနဲ့သွားတဲ့ကိစ္စပဲ။အဲ့ဒီတရားကလေးကိုတာလန်းဘတ်သွားကြတဲ့သူတိုင်းအတော်သုံးကြရတာ။ ဖုန်ကြီးကြီးကတော့နဝကံမှာလူထားရတဲ့အထက်ကငွေနဲ့တစ်ဝဲပြီးမောင်စင့်ကိုကြည့်ကြခိုင်းမယ်။လက်သမားငါလုတ်ခိုင်းစေခြင်းနဲ့ဘယ်သူမှလည်းကိစ္စမများကြရအောင်။ဒါပြီးတဲ့တိုက်အုပ်ကတပိတော်ကြည့်စီစင်မမယ်လို့ပြန်လျှောက်ပြီးတပိတော်ကောင်းလေးရှိပါတယ်ဖျာ။မောင်စင်လည်းပါမှာပါ။တကြီးဥကံရကလည်းသူ့စီမှာရှစ်ပေပတ်လဲဆယ်ပေပတ်လဲတိုင်တွေအပေါ်ရှိနေလို့ယူသုံးဖို့ရှောက်ထားတယ်ဖျားလို့ပြန်စင်ကြည့်ပြီးတယ်။ဒါတွေမကသေးဘူး။ ခက်ရှင်ရှင်ကလေးတောင်ရှောက်လိုက်သေးတယ်။ဖုန်ကြီးတရာတကြီးဖရာရွာသားကောင်းမှုပေါ့ဖရာတဲ့။ဒါနဲ့ပဲဒီနေ့မနက်စောစောကလေးကအရက်ထဲကကာလာသားတွေဝိုင်းပြီးတရာအရင်ကတိုင်နှလုံးလှဲဖို့လှုပ်ကြတယ်။အောင်မင်္ဂလာကျောင်းဘက်ကတရာတွေတောင်လာကူကြတယ်။အဒီဘက်ကကောက်ညင်မောင်းနဲ့နှမ်းနှောက်နေပါလေလာပို့ထားတာကိုကအပုံကြီးပဲကောက်ညင်မောင်းမှအဖြူရော အချိတ်ရောပဲဆရာတော်ကြီးဆန္ဒရှိရဲ့အတိုင်း တက်ကဲတောင်မောင်စင်ကကြီးကျက်တယ်။ဆယ်ပေါက်တကြီးဥကန်ရလဲလာတယ်။တိုက်အုပ်တောင်အာယုံဖုံးပေးပြီးတာနဲ့အဲ့ဒီကိုရောက်နေတာ။ဒါပေမဲ့ထင်တိုင်းမပေါက်ဘူး။နေသွားတဲ့အတိုင်းကိုခက်လွယ်လွယ်ဆွဲထုတ်လို့မရဘူး။အတော်ကလေးပန်းညတယ်။တူးကြည့်လိုက်တော့အောက်မှာအုပ်ဖနက်ခံထားတယ်။အုပ်ဖနက်ခံထားရုံမကဘူး။အုပ်ဖနက်ထဲမှာတန်ဘရက်ကတ်တွေဆွဲထားသေးတယ်။ဒါတော်ယုံလို့ဆိုတိမှာမဟုတ်ဘူး။ အတွေ့အကြုံရှိတဲ့မောင်စင်တို့တကြီးဥကံရတို့ပြောလို့သိကြတာဒီတော့ဘလို့ဆက်ဆက်လောက်ကြရမယ်ဆိုတာအချင်းချင်းခေါင်းမူလောက်အောင်ခေါင်းညှိရိုက်ကြတာတယ်နောက်ဆုံးတကြီးဥကံရနဲ့မောင်စင်ကတိုက်အုပ်ကို ရှောက်ရတော့တယ်တိုင်ကိုအစားထိုးဖို့ဖြတ်မှဖြစ်မယ်ဖရားလို့မောင်စင်ကပြောတော့တကြီးဥကံရကခုလိုဝင်ထောက်တယ်တပိတော်စီကဆဲပေါင်တူနဲ့အုတ်ဖက်နဲ့ခွဲကြည့်သေးတယ်ဖရားမလွယ်ဘူး ဒီတော့လေတိုက်အုပ်ကလက်သက်ရှာခြင်းပုံရတယ်။နေစမ်းမအောင်မြ။ဘသူကမြန်အဲ့ဒါလို့လှုပ်သွားတာရောလို့မေးရဲ့။ဒီတော့လေဥကန်ရဖြေရတော့တယ်။တက်အပ်တော့မသိဘူးဖျား။ထုံးမောင်ကြီးအပြောကတော့အင်္ဂလိပ်တက်ဒီနန်းစခန်းချသွားတော့ငါလှုပ်တာထင်နေတဲ့။တိုက်အုပ်ကတော့ဒီတရားတိုင်ကိစ္စသမိုင်းနဲ့ချီပြီးတိမနေခြင်းမူအစကတိုင်ကို ဖြုတ်လဲယုံလောက်ပဲလို့ခက်လွယ်လွယ်တွတ်ထားကြတာခုပုံအတိုင်းတော့ကိုလိုနီခင်မြမသမိုင်းတစ်ခုလုံးပြန်သူတည်တနာလောက်အောင်မှာမျိုးဖြစ်နေတယ်ဒီတော့မောင်ဆင့်အမြင်ဘာလုပ်တဲ့နဲဆိုတာပဲတာယုတ်ကသိကျင်တယ်မင်းကဘာလုပ်ရကောင်းမယ်ထင်တယ်လဲမောင်ဆင်ကဥက္ကံရကြီးကိုတစ်ချက်ကြည့်လိုက်ရင် တကြီးနဲ့တပိတော့တိုင်မင်ထားတာကတော့တိုင်ကိုဆွေရိုက်ကတစောင်းဖြတ်ပြီးတတ်ရှုံမယ်တက်ကြီးနှချောင်းစုနေပါတော့ကောဖေဟာ အခုကိစ္စကနင်းချမ်းကလည်းနှစ်ပြားလောက်လဲယုံရှိတာရမတို့စင့်ခံထားတာတို့ကလည်းကောင်းနေသေးတာပဲလို့ပြန်လျှောက်တယ်။တိုက်အုပ်ကမောင်စင်ဘာပြောတယ်ဆိုတာတိတ်နားမလဲပြီလေနားလဲသလိုလိုပဲ။သူ့တာဝန်ကလည်းနားလဲဆရာမမလို့ပဲ။ဆရာတော်ကြီးဆန္ဒပြီးမြောက်အောင်တပည့်တော်စီမံမမယ်လို့သာလျှောက်ထားတာမဟုတ်လား။သူ့ပေတဲ့စီမံနေသူဆိုတာနေရာကြအောင်စီမံတက်ဖို့ကအရေးကြီးသမို့လား။ ဒီတော့လေနားလေတာမလဲတာအပထားထပ်ပြီးဇောရကမတက်ဘူးဆိုရင်တော့လုံမဲ့သူတွေအနေနဲ့နည်းနည်းပိုပြီးဂယုတဆိုင်ရှိအောင်တွယ်ဝိုက်ပြီးတွန်းအားပေးတဲ့အနေနဲ့မေးစမ်းတော့ကြည့်ဖို့လိုတယ်တိုက်အုပ်ကမင်းဟာကတန်တွေဘာတွေမစွဲရဖြစ်ပါမလားလို့မေးလိုက်တယ်မောင်စင်ကတော့ဖြစ်မဖြစ်ပြန်ရှင်းပြမနေတော့ပကံခိတ်ကလက်သမားတွေဘယ်မှာတန်စွဲလို့တော့တပည့်တော်တို့လက်သမားပညာဟာစရွေးကైအခြေခံပဲဖုံကြီးရလို့ပြန်လျှောက်လိုက်တယ်အမှန်မှာတော့ ကိုရောဘာတိလို့တော့လို့ပြောလိုက်ချင်တာနေမှာတိုက်အုပ်ကလည်းသူ့ဘာသာရိမ့်မိပုံရတယ်မောင်စင်ပြောတာကိုညင်းမိုးကပကံရာဇဝင်ကြီးမသိတာပကံခေလက်သမားပညာတမိုင်းဆိုတာလောက်တော့သိမှဒီတော့ငါတော်တိုက်အုပ်ဖြစ်မှပကံဘက်ဖျားဖူးမရောက်တာကြာပါဘကောဆိုတာမစီမဆိုင်သတိရလိုက်မိရဲ့ထောက်အောင်ဒီကိစ္စတရားကိစ္စအရင်ပြတ်ဖို့လိုတယ်အေးအေးမင်းတို့တကြီးတို့တင့်တယ်လို့တာကြည့်စီစဉ်ပေါ့မဟုတ်ဘူးလား တိုက်အုပ်ကအသားလေးပြေထိုးရင်တကြီးကိုလှန့်ကြည့်လိုက်တယ်။တကြီးဥကန်ရကတော့ဟုတ်တယ်မဟုတ်ဘူးမပြောပဲရေနွေးချမ်းတောက်နေရကခေါင်းကိုတာတာညှိတ်လိုက်တယ်။ခေါင်းညှိတ်တယ်ဆိုတော့လေဟုတ်တယ်ဆိုတဲ့သဘောပဲမဟုတ်ဘူးလား။တကြီးကတော့အဲ့တလို့တွေးချင်မှတွေးမယ်။ဒီကိစ္စမှာမောင်စင်နဲ့ငါနှစ်ယောက်တိုင်ပင်လောက်ကြတယ်ဆိုပေတဲ့။ तू ကတကယ်လောက်တာ။ဒါပေမဲ့ငါကလူကြီးလဲလူကြီးတကြီးလဲတကြီး ီတော့မတော်မတည့်တခုခုများဖြစ်ခင်ငါကဘိုးတော်ဝန်ရှိနေတယ်။ပြောစရာရှိလာရင်ငါကပဲပုံတိုင်းထားပြီးပြောကြတော့မှာ။ဒီတော့မယုံမလွန်ပါဇက်ကတင်ပါလို့ဝန်ခံတာထက်ခေါင်းကလေးအသာညှိတာပဲကောင်းပါတယ်လို့တွေးပြီးညှိတာလဲဖြစ်ချင်းဖြစ်မယ်။တိုင်မခိုင်လို့ရိုင်သွားခဲ့ရင်တော့သူ့အနေနဲ့တက်ထောင်မောင်းနေပြန်ညင်းနေစရာမလိုဘူး။အဲ့ဒီတော့ကတပီတော်ကဟုတ်တယ်လို့များပါဇက်ကဝန်ခံခဲ့လို့လားလို့တိုက်အုပ်ကို နှစ်ဖက်စလုံးအာဘတ်မသိအောင်ဖြေးနိုင်တယ်မဟုတ်လားကပ်ပီယန်ဂလိုဟီဆိုမှာတော့ကပ်ပီယန်ဘန်းနေပါဗျာလို့ပြောဖို့အသိရှိရမှာပေါ့ဒါကြောင့်လေဥက္ကဉာကြီးကတကြီးဖြစ်နေရနေမှာလူရင်းပြန်သွားရရင်တော့နေမဆောင်ခင်ပင်တရားတိုင်ကိစ္စပြီးမြောက်သွားတယ်ကလာသားရီအရက်ကလူကြီးတွေလည်းပြောကြတယ်ဆရာတော်ကြီးလည်းဝမ်းမြောက်တယ်တိုက်အုပ်ကတော့စိတ်ပန်းလူပန်းဆိုတာမျိုးဖြစ်ရတယ်နေပူတဲ့ထွက်ချီဝင်ချီများလို့အပူရောင်ရှက်ရှင်တယ်လို့ပဲ ို့ဗီလေအမခံထားတဲ့ကိစ္စတခုပြီးမြောက်သွားတယ်ဆိုတော့လေအတော်ကလေးနေသာထိုင်သာရှိသွားတာပေါ့ဆရာတော်ကြီးကိုအကျိုးချောင်းလျှောက်ပြီးလှုပ်တဲ့ကင်နဲ့ကလာသားတွေအရက်ထဲကလူတွေကိုဥပုပ်စရက်မှာထမင်းကျွေးတာတွားကြည့်လိုက်တယ်ပြီးတော့မှမကြီးပင်အောက်ကကုပြစ်ကြီးမှာတွားထိုင်နေလိုက်တယ်ကုပြစ်ပေါ်မှာထိုင်းနေရင်ကျောင်းဝင်းအပြင်ကိုအသာကြည့်နေလိုက်မိတယ်ဒီတော့ကပိယကြီးဥကြည့်နဲ့ကိုရင်ကြီးစံမောင်တို့လည်းရောက်လာကြတယ်ဥကြည့်ကတော့အကျန်းအိုးနဲ့ခွက်လင်းကားလုံးကင်လာတယ် ကိုရင်ကြီးဆံမောင်ကတော့တိုက်အုပ်အတွက်စတုမတူပလင်းနဲ့ကျွေရီတုတ်တန်စုံတစ်ချောင်းယူလာတယ်။ဘာတက်ဆရာကဥမှန်ကမှားထားဘူးတော့ကိုစတုမတူကတ်တဲ့အခါတန်စုံတို့ဒန်စုံတို့နဲ့မကတ်ရဘူး။တတ်တဘောအရာတန်တို့ဒန်တို့ကြောင့်စတုကိုပြင်းစတဘောဆောင်းသွားစီတတ်တဲ့အာနိတင်ပြောင်းသွားတတ်တယ်ဆိုသလားပဲ။အဲ့ဒီကလေးကတိုက်အုပ်ကိုစတုမတူကတ်တိုင်းကျွေစုံကလေးနဲ့ကတ်နေကြ။ ကျွေးစုံကကျိုးသွားလေတော့ကျွေးရည်တုပ်စုံကလေးနဲ့ပဲကတ်နေရတော့တယ်။ရောက်တဲ့ရာရာပြောနေကြရင် တိုက်အုပ်ကចောင်းဝင်းအပြင်ဘက်ပဲလှမ်းကြည့်လိုက်တယ်။ဘာရေတော့မဟုတ်ဘူး။အဲ့ဒီတော့တိုက်တိုက်ဆိုင်ဆိုင်လို့ပဲပြောရမယ်။တာလန်းဘက်ကကာဒစီဝင်လာပုံရတယ်။တဖြည်းဖြည်းနီးလာတော့တိုက်အုပ်ကပြောတာနဲ့ဦးကြီးနဲ့ကိုရင်ကြီးဆံမောင်တို့ကပါလှမ်းကြည့်နေမိတယ်။ကားကចောင်းဝင်းနဲ့ခက်လန်းလန်းမှရက်လိုက်တယ်။ကားကအဲ့ဒီအထိပဲပေါက်တာ哦။ကားကချစ်ကားလည်းဟုတ်ဘူး။ ဒေါ်ချစ်တို့လိုကမျိုးလဲဟုတ်ဘူး။ဥကြွိကချက်ချင်းတိလိုက်ပုံရတယ်။ငနှောင်းရဲ့ဖေဟာလင်းတို့ကနဲ့ဆိုရင်တော့သူ့ပဲလို့ရှောက်တယ်။မြို့မှာတော့လင်းရိုပါဆိုလားခေါ်ကြဆိုထင်တယ်။ဒီဘက်မှာတော့လင်းတို့ကပဲခေါ်တယ်။ဒီဘက်မှာဒီလိုပဲခေါ်နေကြတာ။နောက်အေးအေးဆေးဆေးမှထုံးမောင်ကြီးမေးကြည့်ရမှာပဲ။သူကလော်လီတောင်တစည်းလုံးတိုင်တာ။တိုက်အုပ်လေဒီတော့မှသတိရတယ်။တခါကြီးဦးတောင်းကတလောစီကရှောက်ဖူးတယ်။ ငနှောင်းရယ်ចောင်းបិយက်ចាយဒီဘက်ကទុខមីខ្មတ်တွေစီလာရင်ဒီကိုဝင်လာမယ်လို့សាយយីထားတဲ့အကြောင်းငနှောင်းဆိုတာကတခါတောင်းရဲ့ညီတိုက်အုပ်နဲ့ကိုရင်စီးဘက်ဥတောင်ညီမိဘများကငနှောင်းအတော်ကြီးအသက်ရမှမွေးကြတာတချို့ကဆိုသူတို့အမေကြီးကိုသွေးဆုံးမိများတော့ထင်းနေကြတာနောက်ကလေးမွေးတာအတော်နှောင်းနေတာကတကြောင်သားကြီးကိုငတောင်းလို့နာမည်ပေးပြီးသားဖြစ်နေတာကတကြောင်မို့ ငနှောင်းမွေးတော့ငနှောင်းလို့ပဲနာမည်ပေးလိုက်ကြတာငတောင်ရောငနှောင်းကိုပါမြို့ကသူတို့သားချင်းတွေကခေါ်ပြီးကြောင်းထားပေးကြပြီတဲ့ငတောင်ကြီးကမဖြစ်ထွန်းဘူးမူလာတန်းကြောင်းစရာနဲ့ပင်စင်ယူရတယ်ငနှောင်းကတော့မြို့မှာပေါမောက်ခါဆိုရင်တော့ပေါမောက်ခါဆိုတာတော့ဖြစ်နေရပေါမောက်ခါဒေါက်တာနှောင်းဆိုတာသူ့ပဲအရက်ကိုတော့၁၀နှစ်မှတစ်ခေါက်ပြန်လာတော့အနိုင်နိုင်ရဲ့ ចောင်းဝင်းနေဝင်လာတာနဲ့ကုတ်ပစ်ပေါ်မှာထိုင်းနေတဲ့တိုက်အုပ်ကိုလှမ်းអော်ပြောလိုက်တယ်။တို့ဖုန်ကြီးများတဲဟန်ကြတကူလောကကြီးမှာဘာမှပူပင်စရာမရှိမဟုတ်လားတဲ့။တိုက်အုပ်ကပြုံးနေတယ်။စိတ်ထဲကတော့ငါမှအခုမှထိုင်ရတာပါလို့ပြောနေပုံရတယ်။ဒါပေမဲ့ပါဇက်ကတော့ဟက်ကောင်ငနှောင်းကြီးဒီလာဒီလာရဲ့လို့လှမ်းခေါ်လိုက်တယ်။ငနှောင်းကအတဝှက်ချပြီးသူယူလာတာတွေကတ်တယ်။တိုက်အုပ်နဲ့ငငယ်ကအကြောင်းတွေပြောပြီး ူတပည့်ကားမောင်းနဲ့တငယ်ကိုနေရာချခိုင်းတယ်။တပည့်တော်ကကြောင်းအောက်ထက်လာအိမ်မှာလို့ပြောရင်တိတ်မိုးမချုပ်ခင်နောင်ကြီးသားအိမ်ဘက်သွားလိုက်အောင်မယ်လို့ပြောရင်ဖုန်ကြီးလေးကိုခွန့်ပန်လိုက်တယ်။သူကအตาဝစ်ချပြီးထားရမယ်လို့ရင်တိုက်အုပ်ကိုရှောက်တယ်။ကိုရောနေထိုင်ကောင်းရဲ့လား။ကိုရောကြည့်ရတာနွမ်းနေပုံပဲ။ဒီတော့မှတိုက်အုပ်လဲဇက်စုံခင်းပြရတာပေါ့။တရားတိုင်လဲတဲ့ကိစ္စတရက်လုံးလူပန်းစိတ်ပန်းဖြစ်ရတဲ့ကိစ္စ။ ငနှောင်းကအตาနားထောင်နေရကဖြတ်ပြီးမြည်တယ်။ဟွန်းဟိုအနားကဟာလေမဟုတ်လားကိုရော။အေးဒီတော့ပေါမောက်ခဒေါက်တာနှောင်းကသူနဲ့ကိုရင်စီဘက်တိုက်အုပ်ဘုံကြီးကို စာစစ်တယ်လို့မိကုန်းတွေထုတ်ပြောတယ်။ကိုရောကဘာလို့ဒီရှုကလေးကိုမဖို့ပြစ်ချင်ရလဲ။တရာရှိနေတာဟုတ်ကွာ။တရာရှိကောဘာဖြစ်တယ်လဲ။ဒီရှုကလေးတဲကိုရေမမဝင်တာ။ရေမဝင်တာပဲအနှစ်အစိတ်30မကတော့မဟုတ်လား။အေး တပည့်တော်တို့ငငယ်ကတော့ချောင်းနဲ့ရေရှမ်းမှဒီဘက်ထဲကိုနွားမကျင်ငယ်ရေလောက်စီးတာပဲချောင်းတော်ကောသွားတာကြားပြီမဟုတ်လားအေးတပည့်တော်တို့ငငယ်ကတော့ရှိုးကလေးအဆက်ကခုတရားကလေးကနေဝါးနှစ်ပြိုက်လောက်မှကြောက်တွေရှိတယ်ရှိသေးလားအေးရှိသေးတယ်အဲ့အရာတွေနဲ့ဖို့ပလိုက်ပြီးတာပဲចောင်းသားတွေအားတဲ့အခါအရက်ထဲကလူတွေအားတဲ့အခါတိုင်းနည်းနည်းချင်းစီတဲပြီးဖို့ပြစ်ပြီးတာပဲမဟုတ်လားအေးဒီလိုတော့လေဟုတ်တာပေါ့ ီးတော့ចောင်းបတ်ထိတ်កမြေကြီးကိုအตาကလေးညှိပလိုက်ပြီးကြပဲမဟုတ်လားအေးဒီလိုတော့လေဟုတ်တော့ပေါ့ကွာအလကားကိုရောနဲ့အလုံးမရှိလှုပ်ရှားတယ်လို့လွယ်လွယ်ကူကူလှုပ်လို့ရတာကိုမြအရှိကြီးတွေးပြီးလှုပ်ရတယ်လို့အလုံးမရှိလှုပ်ရှားတယ်လို့တော့မဟုတ်ဘူးပေါ့ကွာမင်းလုံမမတွေးမိပဲလို့ဖုန်ကြီးလေးကပြန်ပြောလိုက်တယ်အဲ့ဒီတော့ငနှောင်းကထိုင်ရာကထပြီးတပိတော့သွားလိုက်အောင်မယ်လို့ပြောပြီးထွက်သွားတော့တယ်ဖုန်ကြီးလေးစိတ်ထဲမှာတော့ ငါအနယ်ဘာလို့အဲ့ဒါလုံးမတွေးတော့လို့စဉ်းစားပြီးတောက်ခေါက်လိုက်မိတော့မလို့တာဖြစ်သွားတယ်။အနားမှာဥကြည့်တို့ကိုရင်ကြီးစံမောင်တို့ ਨੇ ငနှောင်းတပိတ်လေးရှိနေတာတွေးလိုက်တော့အตาသတိချက်လိုက်ရတယ်။ကိုရင်ကြီးစံမောင်ကိုပဲကြောင်းအောက်ထပ်မှာနေရာထိုင်ငင်းပြင်ထားဖို့ပြောရင်ဥကြည့်ကလည်းငနှောင်းတပိတ်လေးကိုတလက်စားတယ်ကလာသားတွေ ਨੇ ညစာကြွေးလိုက်ဖို့ပြောလိုက်တယ်။အာလုံးထွက်သွားကြတော့မှတိုက်အုပ်ဖုံကြီးဟာငနှောင်းကြောပြင်ကိုကြည့်ရင် ငါဘာလို့သူ့လိုမတွေးမိပါလဲငါကဒီမာတယ်နေတာသူကအဝေးကြီးကလာတာဒီကိစ္စကိုခုမှသိတာငါမှတော့စဉ်းစားလိုက်ရတာစိတ်ပန်းလူပန်းဖြစ်လိုက်ရတာသူပြောတာလွဲလွဲကလေးဟုတ်သားပဲစသဖြင့်တွေးနေမိရဲ့တဆက်တည်းဆက်စဉ်းစားမိတာကတော့ဟိုဘက်ထိတ်ကတိုက်နှစ်တိုင်များနေသွားရင်တော့လာပြန်ပြီးအစားထိုးလဲကုန်မနေတော့ငနှောင်းပြောသလိုရှုပ်ကလေးကိုဖုတ်ပစ်လိုက်မယ်ဆိုတာပဲ။ ဒီလိုဖြင့်ဒီ show ကလေးကိုဖုတ်ပြဖို့အတော်ဆောင်ရလေအောင်မယ်။တိုင်းနေကရှစ်ပေပတ်လဲဆယ်ပေပတ်လဲရိဆိုတော့ခက်လွယ်လွယ်နဲ့တော့စွိသွားမှာမဟုတ်သေးဘူး။တခုတော့ရှိတယ်။တိုက်အုပ်အနေနဲ့ show ကလေးကိုဖုတ်ပြမယ်ဆိုရင်တော့ခုနေလဲဖုတ်ပြလိုက်ဖို့ဖြစ်သားပဲ။ခုနေဖုတ်ပြလိုက်လဲရတာပဲရဲ့လို့တိုက်အုပ်ဖုန်ကြီးအနေနဲ့မစင်စားမိဘူး။ဘာလို့မစင်စားမိရဲဆိုတော့သူမှပဲသိမယ်။ မြင့်တန်၏နေဘက်ခြေဘက်မှဝတ္ထုများစာအုပ်မှ